ဂတိကိုအလွယ်တကူပေးမိရင်မူတာဝါဒကိုအကျဉ်းချင်းကျွလွန်မိတတ်တယ်။အာနာလိုအင်းပါဆိုတာမျိုးကစိတ်မပါပဲပေးလိုက်တဲ့ဂတိအသေးစားလေးတွေပါပဲ။အလွယ်တကူပြောမိရင်အလွယ်တကူဖောက်ပြန်မိတတ်တယ်။ကိုယ်အလွယ်ပြောခဲ့တဲ့အင်းပါဆိုတာလေးကိုရှောင်ရွက်ဖို့အတွက် အလိမ့်ညာအမျိုးမျိုးကိုကျွလွန်မိတတ်တယ်။ တကယ်တော့ယောသဆောင်ခံရတဲ့တတ္တိဟာမူတာဝါဒကိုရှော့ချနိုင်တဲ့အကောင်းဆုံးအချက်ပဲမသိတာကိုမသိဘူးမှားတာကိုမှားတယ်မရှိတာကိုမရှိဘူးမလုတ်ပင်းနိုင်တာကိုမလုတ်ပင်းနိုင်ဘူးစသဖြင့်အမှန်တမ်းပြောရတဲ့တတ္တိရှိမူတာဝါဒကိုဆက်တိုက်ကျွလွန့်စရာအကြောင်းမရှိတော့သလိုဂတိပြဖို့လည်းမရှိတော့ဘူးသူများအထင်သေးမှကြောက်လို့မသိတာကိုသိတယ်လို့လို့မှားတာကိုမှန်တယ်လို့လို့ မရှိတာကိုရှိတယ်လို့လို့မလုတ်ပေးနိုင်တာကိုလုတ်ပေးနိုင်တယ်လို့သတ္တပြင်ဟန်ဆောင်မိတာမျိုးကလည်ညာမှုကိုပို့ပြီးတွန်းအားဖြစ်စေတတ်တဲ့အပြင်ဂတိသစ္စာကိုလည်းလွယ်လွယ်ဖောက်ပြန်မိတတ်တယ်။ယံဘာပဲဖြစ်ဖြစ်ဂတိကိုအလွယ်တကူမပေးပါနဲ့။စုခဲစီမြဲစီဆိုတယ်လို့လုတ်ပေးနိုင်ပါမှာဂတိပေးပြီးပေးတဲ့အတိုင်းတည်အောင်ကြိုးစားပါ။ယောသားမှုဆိုတာအကျိုးများမှုကိုဖြစ်စေတတ်တဲ့အတွက်ငါတွေ့ပေးဖယ်ပြီးယောသားဆောင်ခံရတဲ့တတ်တည်နဲ့ တခါတည်းပြိမဲ့ကိစ္စကိုအခါခါရှောင်လွဲပြီးလိညာမှုကိုအကျဉ်းချင်းကျွလွန်တာမျိုးဖြစ်ပါစေနဲ့ဒါကကိုယ့်ကိုဆုံးမခြင်း အပိုင်း၁၆မှာဘုရင်တို့ရေးထားတဲ့စာစု၄ပါအာနာလို အင်းပါဆိုတာမျိုးကတဲ့ဘုဒ္ဓဝါဒကိုအကျဉ်းချင်းကျွလွန်မိတတ်တယ်တကတိကို အလွယ်ပေးတာကဘုဒ္ဓဝါဒကိုအလွယ်တကူကျွလွန်ဖို့အကြောင်းအများကြီးရှိတယ်ဒီအာနာဆိုတဲ့စကားလေးရလည်းပဲဘုရင်တို့မြန်မာလူမျိုးတွေမှာပဲရှိသလားတော့မသိပါဘူး နိုင်ငံသားနေမှာတော့သူတို့ဥရောပတိုင်းပြည်တွေမှာတိုးတက်တဲ့နိုင်ငံတွေမှာကျတော့အားနာတယ်ဆိုတဲ့စကားလုံးကတော်တော်ရှားခက်တယ်။မမကြိုက်ရင်မကြိုက်ဘူး၊မသိရင်မသိဘူး၊မရှိရင်မရှိဘူး။ဒီလိုပဲတခါလဲပြောလိုက်တော့ဟိုလိန်ညာစရာလည်းအကြောင်းမရှိဘူး။ဆက်ပြီးတော့လည်းပဲဒီကတိဖောက်ပြက်စရာလည်းအကြောင်းမရှိဘူး။ဘုန်းကြီးတို့နိုင်ငံသားမှာနေတယ်၊ဥရောပနိုင်ငံတွေရောက်တယ်။ဘုန်းကြီးဆိုပြီးတော့လည်းပဲအာနာပါနာနဲ့အဲ ိုလိုက်လာတာမျိုးအာနာပါနာနဲ့အကူအညီပေးတာမျိုးသူတို့ကသိမရှိဘူး။ဘုန်းကြီးအကူအညီသွားတောင်းလို့လည်းပဲအားရင်လည်းအားမကူညီပေးနိုင်တယ်။မအားရင်လည်းမဟုတ်စေခါလေးပြောလိုက်တော့သူကသူ့အချင်းနဲ့အမှန်ကိုပြောလိုက်တယ်ကိုကလည်းပဲဘာမှဒီပုံမှာမျောလင့်စရာအကြောင်းမရှိတော့ဘူး။ဘမလူမျိုးတအူးဆိုရင်တော့သူကအားနာလို့ဟောရပါလေဖရားဆိုပြီးတော့ ာနာပါနာနဲ့ဆရာတော်တွေကိုခဏစောင့်ခိုင်းရင်တခါခါကျညက်နေမှုချုပ်တဲ့တွေစောင့်လိုက်ရတာလေအများကြီးရှိတော့မမလူမျိုးတွေမှာအဲအာနာတဲ့စိတ်ကကလေးကိုအလွယ်တကူပေးပြီးတော့အလွယ်တကူဖျက်တတ်တဲ့အကျင့်လေးရှိတယ်။ဝိညာဉ်ကိုရီးယားမှာလည်းပဲအလိုပဲကိုရီးယားလူမျိုးတွေလည်းတိတ်တော့အာမနာတတ်ဘူးသူတို့ကအာမနာတတ်တော့ဘလောက်တိအာမနာလဲဆိုရင်တခါတခါဘုန်းကြီးတို့ကတရားဝေးရှိတယ်တရားသွတ်ပြတယ်။တရားသွတ်ပြလို့စွန်းစားတွေပင့်နေဆိုရင်ဩအဖို့တစ်ပါးရှိလို့အဖို့တစ်ပါးခေါ်သွားတာတော့မှ စွန့်နေပါရဲ့ကတ်တယ်ဓမ္မပူဇာလူတယ်ဆိုရင်ဓမ္မပူဇာလူလို့ရှင်ကိုကတော့သင်တန်းပြတဲ့အတွက်သင်တန်းပြပေးတဲ့ဘုန်းကြီးပဲလူတယ်ဘေးရပါလာတဲ့ဘုန်းကြီးမလူဘူးသူတို့ကမမပြီမှာဆိုရင်တော့ဒါတပားကြွလာရင်နှစ်ပါးလုံးအာနာပါနာတယ်နှစ်ပါးလုံးတာနာကိုစိတ်ကြီးညိုတဲ့စိတ်နဲ့လူပြမှာဒါပေမဲ့သူတို့ကမဟုတ်ဘူးလှုပ်ပေးတဲ့ဘုန်းကြီးပဲကြီးညိုတယ်လူတယ်အဲ့လိုမျိုးဆိုတော့ဒါပေးလို့ဒါလှုပ်တယ်ဆိုတဲ့သဘောမျိုးတွေသူတို့နိုင်ငံတွေမှာသိရှိတယ်တခါတခါကျတော့အဲ့ဒီ မလူမျိုးတွေရဲ့အာနာလို့အင်းပါဆိုတဲ့လိုက်လျှောတာတွေကအကျဉ်းချင်းသူကအလွယ်တကူဂတိပေးလိုက်တယ်အလွယ်တကူဖောက်ပြလိုက်တယ်အလွယ်တကူမူတာဝါဒကိုကျူးလွန်လိုက်ဆိုဒါတွေရလဲရှောင်ကျင်ရမယ်အအကြောင်းနေပဲချိုးကစကားကိုအလွယ်ပြောတယ်ပြီးလို့ရှိရင် အလွယ်တကူပဲဖောက်ပြလိုက်တယ်မသိကြအောင်ပဲစောင့်နေလိုက်တော့တခါကကိုကပြောလိုက်တဲ့အလွယ်ပြောတဲ့စကားကတစ်ဖက်သားကအတီးယူပြီးတော့ပတ်ထားလို့ရှိရင် သူကဟိုဘက်ကမျောလင့်နေတာကိုကတော့မေးပြတ်သွားပဲနေတာသူခါကနောက်တော့ကိုဟိုဘက်ကယုံကြည်နေမဲ့လားပြောခါရတယ်သူဒါကြောင့်မလို့တောင်းတောင်းမလုပ်ပေးနိုင်တာကြီးမပြောတာကောင်းအထူးသဖြင့်ကလေးတွေကလေးတွေဆိုကိုကချစ်လို့အေးဘာလေးလုပ်ပေးမယ်ညာလေးလုပ်ပေးမယ်ပြောတယ်ပြောပြီးတော့ကိုကမေးမေးပြတ်ပြတ်မေ့သွားကလေးတွေအဲ့ဒါမျောလင့်ချက်လေးနဲ့စောင့်နေသူတို့ကမျောလင့်ကိုကမေ့နေအဲ့မှာကလေးကဖေကဂရိမတီတဲ့လူသားမျိုးအမေကဂရိတီတဲ့လူသားမျိုးဆိုပြီးဖြစ်သွားတယ် ောင့်မလို့အာနာလိုပဲဖြစ်ဖြစ်ဟိုဂတိကိုအလွယ်တကူပေးတာမျိုးမလုပ်ပြီးစေနဲ့စကားကိုအလွယ်တကူပြောတာမျိုးလည်းမဖြစ်စေနဲ့အလွယ်တကူပြောတတ်တဲ့လူကအလွယ်တကူဖောက်ပြတ်တတ်တယ်။မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတို့ရဲ့စကားပြောနေကြတော့ကွာတယ်။ဘုရားစာပေမှာစကားပြောနေ6မျိုးရှိတယ်။စကားပြောတဲ့နေရာမှာမှန်လဲမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးလည်းမနစ်သက်ဘူးဆိုတဲ့စကားမျိုး နောက်မှန်လဲမှန်တော့မှန်တယ်အကျိုးမရှိဘူးသူတို့ဘာလဲမနစ်သက်နောက်မှန်လဲမမှန်ဘူးကျိုးလဲမရှိဘူးသူတို့ဘာကနစ်သက်တယ်ချွတ်ကြတော့မှန်လဲမှန်တယ်အကျိုးလဲမှန်တော့မှန်တယ်အကျိုးမရှိဘူးသူတို့ဘာလဲမနစ်သက်မှန်လဲမှန်တယ်အကျိုးလဲရှိတယ်သူတို့ဘာကလဲနစ်သက်တယ်မှန်လဲမှန်တယ်အကျိုးလဲရှိတယ်သူတို့ဘာကမနစ်သက်ဘူးဆိုပြီးတော့စကား6ခု စကား6ခုမှာ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်သူတစ်ပါးလည်းနှစ်သက်တယ်ဆိုတဲ့စကားရဲ့တဲ့မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဒါပေမဲ့သူတို့ကမကြိုက်ဘူးဆိုတဲ့စကားရဲ့အဲ့နှစ်ခုမှပြောတယ်သူကပြောတဲ့စကားမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးလည်းမတိုက်မကြိုက်ဘူးအဲ့စကားမျိုးပြောတတ်တယ်အကျိုးကကျိုးကမှန်တော့မှန်တဲ့အကြောင်းအရာတစ်ခုပါဒါပေမဲ့အကျိုးမရှိဘူးသူတို့ကလည်းမကြိုက်ဘူးဒါမျိုးကလည်းပဲမပြောရဘူးတဲ့ကျိုးက မှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးဒါပေမဲ့သူများကကြိုက်တယ်လောကမှာတချို့အဲ့လိုမျိုးလူတွေရှိတယ်ကိုယ်မျှောက်ပြောနေတာမျှောက်ပြောနေတာလည်းမမှန်ဘူးမမှန်မမှန်သိတယ်ဒါပေမဲ့ကိုယ်ကနှစ်သက်တယ်အဲ့လိုမျိုးစကားကိုကျေနပ်တဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့လိုမျိုးပြောတာလည်းဥဒါဝါဒရဲ့သဘောပါတာပဲဆိုမှန်လည်းမှန်လည်းအမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူတို့ဘာကနှစ်သက်တဲ့စကားကိုလည်းမပြောသင့်ဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့မှန်လည်းမှန်လည်းအကျိုးလည်းရှိတယ် သူတော်ကလည်းနှစ်သက်တယ်ဆိုတဲ့စကားမျိုးကိုပြောတယ်။နောက်တစ်ခုကသူတော်ကတော့မကြိုက်ဘူး။ဒါပေမဲ့မှန်တယ်အကျိုးရှိတယ်။အဲ့လိုမျိုးစကားမျိုးစင်ဘုရားရှင်ကိုရမေကြီးကပြောတယ်ဆိုတော့ဒီကမှန်ဖို့နဲ့အကျိုးရှိဖို့အရေးကြီးတာ။မှန်ဖို့အကျိုးရှိဖို့ဆိုရင်မကြိုက်ပြင်မဲ့လေပြောတင်ပြောရတယ်။တချို့ကအမှန်တရားရှိတယ်သူဒီရပြောလိုက်တဲ့အတွက်ကြောင့်အကျိုးရှိသွားသူတော့မကြိုက်ဘူးဒါမျိုးဆိုရင်မကြိုက်ပြင်မယ်လေပြောလိုက်ရနောက်ပိုင်းကျတော့သူတို့သိလိုက်အဲ့ဒီစကားလက်ခံ ိုးဘက်ကတော့ဂတိကိုအလွယ်တကူပေးပြီးတော့အာနာပါနာတဲ့အဲရပါတယ်ဆိုတဲ့စကားမျိုးမပြောနိုင်အောင်မပြောပြအောင်ကြိုးစားရတယ်အလွယ်တကူပြောတတ်တဲ့အကျင့်လေးပါသွားရင်မုဒ္ဒဝါဒရဲ့သဘောကဘုရားဘာသာတွေစောင့်ထိုင်းတဲ့၅ပါးတိလှထဲမှာအထိမ့်မှုအခက်ဆုံးကအဲ့မုဒ္ဒဝါဒသိက္ခာပုတနေ့သိက္ခာပုတရားတောင်းတောင်းစောင့်ထိုင်းနိုင်တယ်သူများအသက်ပတ်ပဲနေလို့ရတယ်သူများပစ္စည်းမခိုးပဲနေလို့ရတယ် ်ဘာမကုန်မဖောက်ပြန်နေလို့ရတယ်ရဲ့တိစားမတော့ပဲလဲနေလို့ရတယ်အဲမုဒဝါဒကြတော့သူကနေလို့မရဘူးလားမို့ရတယ်ဒါပေမဲ့အခါခါကျမုဒဝါဒကိုကျွလွန်လို့ကျွလွန်မှမသိပဲနဲ့ပြောစီပြည့်စီနောက်ရင်းကနေအတီးဖြစ်ပြီးတော့ပြောတာကိုပြောတယ်လို့မထင်တော့ပဲဖြစ်သွားမြတ်စွာဘုရားကတော့အဲ့တော့ရာဟုလာလေးကိုမိန်တော်မူတဲ့ချက်သားရာဟုလာတဲ့မုဒါဆိုရင်ရည်စရာတော့မပြောနဲ့အပျော်ပြောရင်းနဲ့အပြက်တွေဖြစ်ဖြစ်သွားချို့က နောက်ရင်နောက်ရင်နဲ့အဲ့ဒီနောက်တာအတီဖြစ်သွားပြီးတော့သမုဒ္ဒါအပြောများတဲ့သူကမလို့ရဲတဲ့အကုသိုလ်ဆိုတာမရှိတော့။များများလိမ်မာများတဲ့သူကလည်းရမှမကြောက်တော့ဘလို့အကုသိုလ်မျိုးမဆိုသူလှုပ်ရဲသွားတော့။အဲ့လိမ်ညာတတ်တဲ့အကျင့်ကအလွယ်တကူမုဒ္ဒါဝါဒကိုကျွတ်လွန်တတ်တဲ့အတွေ့အကြုံဂတိသစ္စာကိုလည်းအလွယ်ဖျောက်တတ်တဲ့အတွေ့အကြုံအလွယ်တကူလိမ်ညာမျိုးကိုမလို့စေရ။ကိုလှုပ်တဲ့အကုသိုလ်လေးကဘာမှမဖြစ်တော့ပါဘူးဆိုပြီးတော့ထက်ကတက်ကလိမ်ညာမှုမျိုးဟာတဲ့အကျဉ်းကျဉ်းလှုပ်ပါများတော့ တခါခါကျကိုလို့တဲ့အလုပ်ကိုအာကုသို့အာကုသို့လို့မထင်တော့ဖြစ်တတ်တယ်။အဲမြတ်စွာဘုရားက မာဝမင်းယထပါပတ္တနာမန္တာအာဂမိတ္တိဥဒ္ဓဘိန္တုနိပါတိနာဥဒ္ဓကုံဘောပိပုရတိဘာလောပုရတိပုံပါပတ္တထောကံထောကံပိအာစိနံဆိုပြီးဓမ္မပဒမှာမိန့်တော့အာကုသို့မကောင်းမှုလေးကိုအသေးပွဲလေးဆိုပြီးတော့အထင်မသေးရပါဘူးတဲ့ အဲ့ဒီအသေးလေးကိုလှုပ်ပါလှုပ်ပါများကြာတော့အဆိုင်ခဲဖြစ်ပြီးတော့အချိုးပိတတ်တယ်ဥပမာအားဖြင့်တဲ့ဒဇဲမြိတ်မှာခြားထားတဲ့ဆင်းအိုးကြီးတဲ့ကိုမိုးရေစက်တွေဒဇဲမြိတ်ကနေဒဇက်ဒဇက်ကြပါများရင်အဲ့ဒီအိုးကြီးပြည့်ရှံသွားသလိုပဲတဲ့မူသားဝါဒအာဟုတုအသေးလေးဆိုပြီးတော့လည်းပဲအထင်သေးပြီးတော့အစမလှုပ်ရဘူးတဲ့လှုပ်ပါများအာဟုတုကလည်းအဆိုင်ခဲဖြစ်အချိုးပိတတ်တယ်အဲ့တော့အာဟုတုလေးကအသေးပွဲလေးဆိုပြီးတော့ကိုကအလွယ်တကူတော့ သွားပြီးတော့လုံးပြီးမဲ့စိတ်မကူမဲ့နဲ့စိတ်မကူမိစင်နဲ့လုံးမိရင်သူကလုံရင်းလုံရင်းနဲ့အာဟုတုအာဟုတုလို့မထင်တော့ဘုန်းကြီးတို့ဈေးထဲမှာအဲ့ငါးယောင်းနေတဲ့ငါးယောင်းနေတဲ့ငစိမ့်တွေတွေပဲကြည့်ပေါ့ငါးကောင်းကိုစထုတာပဲငါးကောင်းကိုထုပါစသူကကြောက်ကြောက်လန့်လန့်နဲ့ထုရတယ်နော်ဒါအာဟုတုဆိုသူသိဒါပေမဲ့ထုပါများတော့ထုရင်းထုရင်းနဲ့လက်ကရှင်လာတော့အာဟုတုအာဟုတုလို့မထင်တော့ဘူးတချင်းလေးတကြောကြောနဲ့အိုး ထုနေကြဝန္တာအာယထုအာဟုသောလည်းရဲစေဖြစ်သွားရင်အာဟုသောအာဟုသောလို့မထင်ဘူးတရားမလို့လောကမှာဒီအာဟုသူတွေလောက်ပါများတဲ့သူတွေကသူတို့ကနေစဉ်အတ္တမွေးဝန်းချောင်းတစ်ခုဖြစ်ပြီးတော့နေတိုင်းနေတိုင်းသူများအသက်တက်တာတွေကချိန်တ်သွားပျော်သွားတယ်အာဟုသောမှာလက်ရှင်သွားဆိုတို့တွေကတော်တော်ရှောင်ကျင်ရမယ်ကိစ္စတွေအများကြီးရှိတယ်တရားမတို့ချို့ချို့ဘာသာတရားတွေရဲ့အဆုံးအမအယူဝါဒတွေကလည်းပဲဘုရားဘာသာနဲ့ဆန့်ကျင်ဘက်တာတွေအများကြီးရှိတယ် များရှိတယ်။ဒါကြောင့်အတူလက်တွဲနေထိုင်ဖို့ဆိုတာအယူဝါဒမတူရင်တွဲဖို့မဖြစ်ဘူးဆိုတာခွင်းတော်တစ်ခါကတပည့်တွေပြောပြအိမ်တော်ပြုတဲ့လူပို့ဆိုးတယ်။သူကမြတ်စွာဘုရားကဘဝတစ်လျှောက်လုံးဘဝတိုင်းစုံနိုင်ဖို့ဆိုရင်တဲ့ယုံကြည်ချက်တူရတယ်။ယုံကြည်ချက်တူရတယ်။အကျင့်တူရတယ်။အလူလည်းတူရအသည့်လည်းတူရအဲအချက်လေးချက်တူရအဓိကယုံကြည်ချက်တူရဘဝအတူလျှောက်မယ်ဆိုရင်အတူလက်တွဲဖို့ဆိုရင်ယုံကြည်ချက်တူရ ဆိုတော့အယူဝါဒတစ်ခုကကိုးကွယ်တဲ့ဘာသာတရားမတူရင်လည်းပဲတူလည်းတွဲဖို့မဖြစ်ဘူးဆိုတာဗုဒ္ဓဘာသာနဲ့တခြားကြအယူဝါဒအဲ့ဒါပြောတာပေါ့ဗုဒ္ဓဘာသာကအာဟုသူရှောင်းရတယ်သူများအသက်မတတ်ရဘူးသူများအသက်တတ်ရင်အပြစ်ဖြစ်တယ်ချို့ကြတော့သူများအသက်ကိုသတ်ပြီးမှပူဇော်မှကုသိုလ်ရတယ်ဆိုတော့သူတို့ရဲ့ဝါဒဘာသာတရားအဆုံးမအတိုင်းသူတို့ကတော့သင်ကြားပေးလိုက်တာဒါကြောင့်မလို့တချို့အယူဝါဒတချို့ဘာသာတွေကငယ်တည်းကကလေးတွေကိုတတ်ရဲအောင်သင်ပေးတာတတ်ရဲအောင်သင်ပေးတာ သတ်မြန်မြန်သတ်လေမြန်မြန်ကုသိုလ်ရတယ်ဆိုတဲ့အယူဝါဒနဲ့သတ်ရင်အာကုသိုလ်ဖြစ်တယ်ဆိုတဲ့အယူဝါဒအပိုစစ်စန့်ကျင်ဘက်ဖြစ်နေစန့်ကျင်ဘက်ဖြစ်နေတော့ဘလို့မှလက်တွဲလို့မရသူ့အယူဆနဲ့သူသွားပေါ့ဘယ်ဟာ logical ကြတယ်ဆိုတော့ကိုယ့်ဘာသာကိုရွေးချယ်ဖို့ဆိုတာပြောကျင်တာကအာကုသိုလ်ကလောဘများရင်အာကုသိုလ်အာကုသိုလ်လို့မထင်တော့မယ်လည်းရဲစရဲဖြစ်သွားတယ်တချို့အယူဝါဒတဲ့ကလေးတွေကိုဘုရားဘာသာမှာတော့ယဉ်ကျေးလိမ့်မှလည်းသင်ပေးမယ်တချို့ယူဝါဒတွေကကလေးတွေကိုငယ်တည်းကနေတန်နည်းတွေသင်ပေးတာ ဆိုကလေးတွေလည်းလေးရဲတက်ရဲတယ်ပြလက်ရဲစဲဖြစ်သွားတော့အကုသို့အကုသို့လို့မထင်တော့များများတက်နိုင်အရှင်လက်လက်တက်နိုင်မှကုသို့ရတယ်ဆိုတဲ့အယူဝါဒကြီးရဲ့တက်ရင်အကုသို့ဖြစ်တယ်နည်းနည်းလေးတက်ရင်လည်းနည်းနည်းလေးအဖြစ်ဖြစ်တယ်ဆိုတဲ့ဘုရားအဆုံးအမတွေเนี่ยစတော်လေးဆန့်ကျင်ပဲဖြစ်နေတဲ့အခါကျတော့သူတို့အယူဝါဒသူတို့ကိုယ်အယူဝါဒကတော့ကိုယ့်ဘာသာကိုတန်ကန်အကျိုးသဘောရကောင်းတာကြိုက်ရင်သူများလည်းကောင်းတာကြိုက်ပါကိုမကောင်းတာမကြိုက်ဘူးဆိုသူများလည်းမကောင်းတာမကြိုက်ဘူး ိုသူများကလာပြီးဆဲရင်ကိုမကြိုက်သလိုသူများကကိုကတော့ဆဲရင်လည်းသူများကြိုက်မှာမဟုတ်ဆိုတဲ့အဲ့လို action နဲ့ reaction ကံကိုင်းသဘောကိုတည်ထားလို့ရှိရင်အာဟုတုကိုလည်းပဲတည်တည်လေးဆိုပြီးတော့လှုပ်ဖြစ်မှာမဟုတ်တော့တို့သည်မြုဒါဝါဒလူတွေကသူများကိုသာစိတ်ကြိုက်လိမ့်တာကိုကိုလိမ့်နည်းနည်းလေးမှမကြိုက်ကိုကိုဆိုရင်နည်းနည်းလေးမှောက်လိမ့်တာမကြိုက်ကိုကလည်းသူများကိုအမျိုးမျိုးလိမ့်တာဆိုတော့အဲ့ဒီလိမ့်ညာမှုမြုဒါဝါဒက ကိုနဲ့ရှင်ပြီးတော့စဉ်းစားပြီးစင်ကျင်သင့်မို့လို့လေကိုကမကြိုက်ရင် သူများကိုလည်းကိုကမကြိုက်တဲ့စကားမပြောရဘူးကိုလိန်နာမကြိုက်ရင် သူများကိုလည်းကိုကမလိန်မိစင်တယ်မုသာဝါဒကိုလိန်မာများလို့ဟိုအကျင့်ပါသွားလို့ရှင်ရင်အဲ့ဒီမုသာစကားပြောတဲ့ဟာဆိုင်ခဲဖြစ်ပြီးတော့အကျိုးတရားတွေကိုပြန်ခံရတာအများကြီးရှိတယ်။ယံဂတိကိုအလွယ်တကူပေးတတ်တဲ့လူတယောက်တည်းစကားကိုအလွယ်တကူဖြတ်တတ်တဲ့ ကျင့်တည်တာကိုလည်းအလူတစ်ခုဖြတ်တတ်တယ်။ဒိညာမှုကိုအလွယ်တကူကျွလွတ်နိုင်တယ်။မြတ်စွာဘုရားကတော့သစ္စေနအနိအလနိကံဗုဒ္ဓံဆိုဘုရားကမိန့်တော်မူတယ်။သစ္စေနအမှန်သစ္စာစကားဖြင့်နောက်မုသာဝါဒံလိညာတတ်တဲ့စကားကိုစီနေအောင်ရတယ်။ဆိုကယောသားဆောင်ဝင်ခံရတဲ့တတ္တိဟာတဲ့မုသာဝါဒကိုရှော့ချပေးတယ်။ယောသားဆောင်ဝင်ခံရတဲ့တတ္တိမုသာဝါဒကိုရှော့ချတယ် လူတွေမှာမသိတာကိုမသိဘူးလို့ပြောရတဲ့တတ္တိရှိရတယ်။မကြိုက်တာကိုမကြိုက်ဘူးလို့ပြောရတဲ့တတ္တိရှိရတယ်။မဟုတ်တာမဟုတ်ဘူးလို့ဝန်ခံရတဲ့တတ္တိရှိရတယ်။တော်တော်များများအဲ့တတ္တိတွေနေသွားတယ်။မသိဘူးလို့ပြောရရင်ပြောလိုက်ရင် သူများကအထင်မြင်သေးသွားမလား။အဲ့ဒါကကိုယ်တကယ်မရှိဘဲနဲ့ရှိတရားရှိကြံဆောင်ပြီးတော့လိန်လိုက်တဲ့သဘောပဲ။အဲ့ဒါလေအတ္တမာနခံပြီးတော့ ခေါင်းတွေတရက်တွေသွားစင်းစားလို့ဖြစ်သွားတယ်။သွားစင်းစားတော့ဘုဒ္ဓဝါဒကျုလို့အဓိကသူတို့ဘာအထင်သေးမှကြောက်လို့ကိုယ်မရှိတာကိုရှိတယ်လို့ပြောလိုက်တာပဲ။ဆိုတော့မရှိတာကိုမရှိဘူးလို့ပြောလိုက်တဲ့တတိဟိုမရှိဘဲနဲ့မရှိတာကိုရှိတယ်အောင်ပြောလိုက်တာကသူကနောက်တစ်ခါဆိုရင်အိစာနဲ့အဲ့အကြောင်းအရာနဲ့ကြုံရင်နောက်တစ်ခါဆိုဒီလိုနဲ့တွေ့ရင်မရှိတာကိုမရှိရှိတရားကိုပဲပြန်ပြောအောင်ပါပြန်ပြောအောင်ပါများများ ိုတခါလိမ့်လိုက်မိတာကမုသာဝါဒဇက်ကဇက်တိကျุလို့မိစေတတ်တယ်လေ။အဲအဲ့ဒါလေးကိုကိုကချောသားစွာဝန်ခံရတဲ့တတ်တိတခါလေးပြောလိုက်။ဘုရင်တို့ဖတ်ဘူးတဲ့စာထဲမှာတကူရှိတယ်။လူတစ်ယောက်ကကိုယ့်ရဲ့အရှိတရားဂုံကိုချီးကျူးတဲ့အခါမှာတဲ့။အင်္ဂလိပ်စကားနဲ့တူပါတယ်။ကိုအမှန်တရားကိုပြောပြီးချီးကျူးတဲ့အခါမှာလက်မခံပဲငင်းဆန်တဲ့သူကနှစ်ခါချီးကျူးခံခြင်းလို့ သူအဲ့ဒါလေးအာခင်ဗျသိတော်တာပဲသိတော်တာပဲလို့အမှန်တရားအပေါ်မှာချီးကျူးတဲ့အပေါ်မှာအာမဟုတ်ပါဘူးဗျာခင်ဗျားထင်တယ်လို့မဟုတ်ပါဘူးဆိုပြန်ညင်းတဲ့လူอ่ะတဲ့နှစ်ခါချီးကျူးခံနေလို့ဆိုတော့ဟုတ်တော့ဟုတ်တာပဲအာခုခါကြီးကကိုရီးယားတော့အာနာပါနပြန်ညင်းတာဟာခင်ဗျသိတော်တာပဲဟာပြောတော့မဟုတ်ပါဘူးဗျာတကယ်တော်တာပါဗျာဆိုတခါနှစ်ခါသုံးခါလောက်ပြန်ပြန်ပြီးချီးကျူးရတယ်ဆိုတော့အမှန်ကတော့တခါတည်းပြောပြီးတော့လက်ခံနိုင်တဲ့သူက ဆိုတာကကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အကောင်းဆိုရင်လည်းဒါပဲလက်ခံထားလိုက်ဒါမန်တက်ဖို့မဟုတ်ဘူးအဆိုးဆိုရင်လည်းအာမဟုတ်ရင်မဟုတ်ဘူးလို့ပြောရတဲ့တတ္တိရှိရမဟုတ်ရင်မဟုတ်ဘူးလို့ပြောရတာကဒါကချက်เสียရမဟုတ်ဘူးမဟုတ်တာဟုတ်တယ်လို့ထင်ပြီး ဟုတ်တရောင်ရောင်ဆက်ပြီးတော့ပြောနေတာဟုတ်ကအဲ့ဒါချက်เสียဒါကမမှန်တာမမှန်ဘူးလို့ပြောရတာကအာချက်เสียမို့အဲ့ဒါတတ္တိလို့ခေါ်တယ်မမှန်တာကိုမှန်တယ်လို့လို့မသိတာကိုသိတယ်လို့လို့မရတာကိုရတယ်လို့လို့ တိညာပြောနေတာကမူတာဝါဒကိုဆက်တိုက်ကျุလုံမိချက်တဲ့အတွက်ကြောင့်ဟိုကဘသူတရားပြည့်ပြည့်မပြည့်ပြည့်ကိုမရှိတဲ့ဟာကိုမရှိဘူးလို့ပြောရတာဒါတတိရှိတဲ့လူပဲတတိရှိတဲ့လူညမကိုကကိုနဲ့အမြဲတမ်းချိန်ထိုးပြီးတော့အလုပ်လုပ်တဲ့အခါမှာသူတစ်ပါးကိုကိုချင်းစာတရားဆိုအဲ့ဒါကိုပြောတာကိုဖြစ်မှာကိုချင်းစာတာမဟုတ်ပဲねသူတို့ဖြစ်တာကိုလည်းကြည်ပြီးတော့သူတို့နေရာဝင်ပြီးကိုချင်းစာတတ်တဲ့စိတ်ကလေးဟာငါကရုဏာတရားရဲ့တက်ရောက်မှုတဘောပဲ တဲ့ရောက်မှုသဘောပဲသူ့နေရာမှာငါသာဆိုတဲ့စိတ်ကလေးရှိရင်ငါသူ့အဲ့လိုလှုပ်ပြမှာမဟုတ်တော့သူ့ကိုကိုကဂတိအလွယ်ပေးပြီးတော့ဂတိဖြတ်လိုက်တယ်သူ့နေရာမှာကိုဆိုရင်ငါ့ကိုသူများကဂတိအလွယ်တကူပေးပြီးတော့ဂတိအလွယ်တကူဖြတ်ရင်ငါကြိုက်မလား ငါ့ကိုသူများကလိန်ပြီးတော့ပြောရင်ငါဟောကြိုက်ပါမလားဆိုတဲ့အတွေးတွေနဲ့အော်ငါလည်းမကြိုက်ဘူးငါလည်းဂတိတည်တဲ့လူပဲကြိုက်တယ်ငါဂတိဖြစ်တဲ့လူမကြိုက်သူများလည်းငါလူပဲဖြစ်မှာပဲဆိုတဲ့အဲ့ဒီခံယူချက်နဲ့ကိုချင်းစာတရားထားရင်အလွယ်တကူဂတိပေးပြီးတော့အလွယ်တကူဖောက်ပြထားမှမလို့ဖြစ်တော့အလွယ်တကူလိန်ညာပြီးတော့အလွယ်တကူကျွလွန်လာမျိုးနဲ့မဖြစ်တော့အဲကြောင့်အာနာပါနာနဲ့အင်းမာဆိုတာမျိုးကဂတိကိုအလွယ်တကူဖောက်ပြတဲ့အတွေ့အကြုံကိုကအလွယ်တကူ ဂတိကိုဖောက်ပြတ်တဲ့ဟာမျိုးမဖြစ်အောင်မသိရင်မသိဘူးမကြရင်မရအောင်မချက်မချိုက်ဘူးဒီလိုရဲရဲပြောရတဲ့ဆွမ်းအားရှိရတယ်လူတွေမှာပြောရတဲ့ဆွမ်းအားမရှိဘူးဆိုတာကသူကကိုယ့်ကို confidence မရှိတာကိုယ့်ကိုယုံကြည်မှုမရှိကိုယ့်ကိုယုံကြည်မှုမရှိတာဘာလို့ယုံကြည်မှုမရှိလဲကိုယ့်ရဲ့ character ဘိုင်းမှာအားနည်းလို့ယုံကြည်မှုမရှိတီလာဘိုင်းအားနည်းတဲ့သူကယုံကြည်မှုအားနည်းတယ်ကိုကမဟုတ်တာလုပ်ထားတဲ့လူတယောက်ကဘလို့မှယုံကြည်မှုအားမရှိနိုင်တော့ ိုတော့သီလမလုံတဲ့လူကယုံကြည်မှုမရှိဘူးတတိမရှိတော့ဘူးပြိတ္တတဲ့မဝင်ရဲဘူးဆိုတော့ကိုယ်ကိုယုံကြည်မှုရှိဖို့ဆိုရင် ကိုယ်ကိုယ်တိုင်လည်းပဲကိုကျင့်တရားကောင်းအောင်လုပ်ရတယ်ကိုယ်ကိုယ်တိုင်လည်းသီလပြည့်စုံလုပ်ရတယ်ကိုယ်ကိုယ်တိုင်လည်းအရေးရှင်းရှိအောင်လုပ်ရတယ်အဲ့လိုသီလလည်းရှိတယ်အကျင့်လည်းကောင်းတယ်အရေးရှင်းရှိတယ်ဆိုရင်ယုံကြည်မှုရှိပါယုံကြည်မှုရှိတဲ့လူတယောက်ကမှုတာဝါဒကိုကျွလွန်စရာမရှိတော့ဘူးဂတိကိုလည်းဖျောက်ဖျက်စရာမရှိတော့ဘူး အောင်မြင်တဲ့သူတွေကိုတော်တော်များများကြည့်လို့ရှင်အလွယ်တကူဂတိမပေးဘူးပေးပြီးသားဂတိကိုလည်းပဲအလွယ်တကူမဖောက်ပြတ်ဂတိကိုတည်အောင်လို့စိုးခဲစီမြဲစီဆိုတဲ့စကားကအစမြင့်ရောက်တဲ့လူတွေမှာအများကြီးရှိတယ်။ဒါပေမဲ့ကိုတွေကသူတို့ကိုကြည့်ပြီးတော့ကိုဟာတာကိုလည်းလစ်ချင်ရတယ်။ငါကစကားကိုအလွယ်တကူပြောတတ်လားအလွယ်တကူဖောက်ပြတ်တတ်လားစကားကိုအလွယ်တကူပြောတတ်တဲ့လူပြောတတ်ပြီးတော့အလွယ်တကူဖောက်ပြတ်တဲ့သူကမူတာဝါဒကိုအချိန်ချင်းကျွလွန်နိုင်တဲ့သဘောတွေရှိတတ်တဲ့အတွက်ကြောင့် စကားကိုလည်းပဲအလွယ်ပြောပြီးတော့အလွယ်ဖောက်ပြထားအောင်မဖြစ်စေနဲ့ကိုပြောတဲ့စကားဟာသူ့အတွက်အကျိုးရှိလားမှန်လားသူကြိုက်မလားအဲ့တချက်ကိုစဉ်းစားရမယ်ဘုရားရှင်ပြောတော်မူတဲ့အတိုင်းပဲတစ်ခါခါကျကိုပြောတဲ့စကားဟာသူတို့ကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့မှန်လဲမှန်လဲအကျိုးလည်းရှိဆိုရင်အဲ့ဒီစကားနှစ်ခွန်းကိုတော့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုကပြောနိုင်အောင်ကြိုးစားရတယ်အကျိုးလည်းရှိတယ်မှန်လဲသူတို့ဘာလဲသဘောကျတယ် အဲ့တစကားရဲ့အကျိုးလည်းရှိရဲ့မှန်လည်းသူတစ်ပါးမနစ်သက်ဘူးဆိုပေမဲ့လည်းအဲ့စကားနှခွန်ကိုပြောနိုင်အောင်ကြိုးစားရတယ်အဲ့ဒါဆိုရင်ကိုပြောတဲ့စကားလည်းမှန်နဲ့မှန်တဲ့အတွက်ကြောင့်ကိုရဲ့ပြောတဲ့စကားမှာမူတာဝါဒမပါဘူးမူတာဝါဒမပါတဲ့အတွက်ကြောင့်အလွယ်တကူဖောက်ပြက်စရာလည်းမရှိတော့တဲ့အတွက်ကြောင့်အာလုံးသောပရိသတ်များကစဉ်းစားရမှာကဂတိကိုအလွယ်တကူပေးတဲ့သူဟာမူတာဝါဒကိုအချိန်ကြီးကျွလွန်တတ်တယ်လို့ အာနာပါနာအင်းပါဆိုတဲ့လုတ်တက်တဲ့အခြင်းလေးဟာလည်းပဲအလွယ်တူဖောက်ပြတ်တတ်တဲ့အတွက်ကြောင့်မုဒါဝါဒအလွယ်တူကျွတ်လွန်တတ်တဲ့အတွက်ကြောင့်ကိုပြောတဲ့ဇကာသည်စုပေးစီမြဲစီဖြစ်အောင်ကြိုးစားပါကိုမမှန်တာမကြိုက်တယ်လို့သူများလည်းမမှန်တာမကြိုက်တဲ့အတွက်ကြောင့်ကိုလည်းမမှန်တဲ့ဇကာကိုမပြောပဲမှန်တဲ့ဇကာကိုသာပြောပြီးတော့မိမိသူတော်ဘာအကျိုးများတဲ့ဇကာကိုသာပြောဆိုနိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း